Hello အားလုံးပဲမင်္ဂလာပါ United ရှိဦးကနေကြိုဆိုပါတယ်ဆိုတော့အိမ်ခွေးမှာ West Ham ကို2-0နဲ့ကျွန်တော်တို့ရှုံးပြီးတော့အဆင့်16ကိုကျွန်တော်ရောက်လာပြီဆိုတော့အဆင့်16ကအရင်ကတည်းကတော့ဝေးတဲ့နေရာတော့ကျွန်တော်မဟုတ်ဘူးပြန်နော်အဆင့်16ကိုကျွန်တော်တို့ရောက်လာပြီဘယ်လိုပြောရမလဲဒီပွဲဒီပွဲမှာနီးပြအမိုရင်မှာတောင်းအများကြီးရှိပါတယ်အမိုရင်အမိုရင်အနေနဲ့ဒီပွဲမှာသူတော်တော်တိုင်ပတ်ခဲ့တယ်နော်အမိုရင်အနေနဲ့ဒီပွဲမှာသူတော်တော်တိုင်သူဆုံးဖြတ်ချက်တွေသူတော်တော်မှားတယ်သူပွဲထုတ်တာတွေလူစင်းနေသူထုတ်တာတော်တော်မှားတယ်အမိုရင်တောင်းယူရမယ့်ຢာတွေအများကြီးပါဒီပွဲမှာ press conference မှာဆိုလို့ရှိရင်လူစင်းနေဘလူးပြောင်းလဲမယ်ဘယ်ဟာတွေဘလူးပါဖြစ်မယ်သူပြောထားပြီးတော့လက်ရှိမှာကျွန်တော်တို့အနေနဲ့ဘလူးမန်းကိုပေါ့နော်အပြောင်းလဲတွေဘာတွေကျွန်တော်လုံမလာပဲနဲ့ကိုရီတိုင်ဘက်သွားတယ်ဆိုတော့ကိုရီ2စီးနဲ့ကျွန်တော်ရှုံးတယ်ကျွန်တော်ပြောချင်တာကဟိုပထမဆုံးတော့ကစားမားတွေပေါ့ဗျာကစားမားတွေအနေနဲ့ကိုတင်းရဲ့အချင်းတွေကိုသူကကောင်းကောင်းသဘောမပေါက်မပေါက်ကြတဲ့အနေထားမှာရှိတယ်ကျွန်တော်ကျွန်တော်ပွဲပြည့်လို့ဟာငါတို့ကတော့ဟေးယူရိုပါလေးဘောလူပွဲကိုရောက်သွားပြီသိတယ်မလားနော်ငါတို့တွေဘာမှမဖြစ်တော့ဘူး EAC ဖြစ်သွားပြီလို့ထင်နေကြတာ ယူရိုပါလိယူရိုပါလိဘူလူပွဲရောက်တာနော်ဖလားမရရင် အလကားပဲနော်ယူရိုပါလိဘူလူပွဲရောက်တာဖလားမရရင်အလကားပဲဖလားမရရင်မင်းအဲ့ဒါကြီးကအလကားပဲဘာမှလုပ်လို့ရမှာမဟုတ်ဘူးဆိုတော့အဆင့်ဆက်ခွန်ကိုရောက်အဆင့်ဆက်6ကိုရောက်နေတာတွေကဘလို့မှလက္ခဏာကောင်ဟုတ်မနေဘူးနော်ဂျားထဲမှာလဲကျတို့နေတဲ့ဒီဘယ်လိုပြောမလဲအချိန်ကရှိတယ်ဗျာအိုက်အိုက်အိုက်ဖလားဘူလူပွဲမတိုင်ခင်မှာဒါပြင်ဝက်ဆန်တို့ဘာလို့နဲ့တွေ့နေတဲ့အချိန်မှာတော့မင်းနိုင်မကိုရမှာနော်ဝက်ဆန်တို့နဲ့တွေ့နေတဲ့အချိန်ကတော့မင်းနိုင်အောင်ကစားနိုင်မှရမှာ နောက်အထူးသဖြင့်ကျွန်တော်တို့ဒီဒီလိုမျိုးပေါ့နော်ဝက်ဆန်တိုင်ပက်လွန်းနေပါတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာဆိုပူတောင်းမှကျွန်တော်တို့နေတယ်နော်ဟိုနိုင်အောင်ကစားရအောင်မှာတော်တော်ကိုတော်တော်ကိုစူးစူးဝဝပါတော်တော်ကိုစူးစူးဝဝပါဟိုကစားမားတွေနေနဲ့ကစားမားတွေနေနဲ့ကျွန်တော်တို့ဒါကိုကိုအခြေအနေကိုသူတို့ကောင်းကောင်းသဘောမပေါက်တဲ့အနေထားမှာရှိတယ်နော်ဘလောက်ထိကျွန်တော်တို့ရဲ့ဒီလက်ရှိပရီးမီးယားလိအဆင့်ရက်တင်မှုကရှက်စရာကောင်းနေတယ်လေကစားမားတွေနေနဲ့ဘလောက်ဓာတွေကိုကောင်းကောင်းသိထားဖို့လိုတယ်နော်ဆိုတော့အခုဆိုလို့ရှင်ကျွန်တော်တို့ကြည့်ကြည့်နော်အခုဆိုလို့ရှင်ကျွန်တော်တို့ကြည့်နော် Resmel White လဲနော် တိုက်စစ်မှာအပိုင်လုံးကျွန်နှလုံးကျွန်တော်လွဲတယ်ဝက်ဆန်ဘက်ကကျွန်တော်အပိုင်လုံးနှလုံးရတယ်အကုန်ကိုးတယ်ဝက်ဆန်ရသွားတဲ့အလုံးนี่ဆိုလို့ရှိရင်တော့ကူဒုကျွန်တော်တို့ဒါအလဲကိုကျွန်တော်ချိုးပြလိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါတော့ဟိုကောင်ဟိုကူဖို့ဗာလဲဒီဆိုရှယ်ကျွန်တော်ပိတ်သွားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့နေနော်ဟိုဟာဘိုးဝင်အသားလေးပိတ်သွားပြန်တို့အပိုင်လုံးนี่ကျွန်တော်တို့နေအပိုင်လုံးนี่ဆိုမလွဲဘူးကိုဒီကျတော့ resume white လဲနှလုံးစလုံးရနှလုံးစလုံးတလုံးမှမဝင်ဘူးအာဒုတိယဒုတိယလုံကတော့နော်အာအော်ဒီမလားအကူသမားကောင်းလို့ပညာဟိုဖြစ်တွေးကောင်းတွေးလိမ့်မယ် ီကောင်ဂိုးနဲ့ဘလောက်ဝေးလို့တုံးအဲ့လုံကဂိုးနဲ့ဘလောက်ဝေးလို့တုံးဂိုးသမားကောင်းနေဆိုတာမျိုးကဂိုးသမားရန်တန်ပုတ်ရတာဗျာဒီကောင်အမှန်ကန်တွင်းရမှာလေဟုတ်တယ်မလားเนาะဆိုတော့တိုက်စစ်ကတော်တော်ကိုတော်တော်ကိုရုပ်ပြက်ဆင်းပြက်ပါဒီပုံစံနဲ့ဘလူမြင်းကျွန်တော်ညဖိုင်နယ်ကိုသွားကစားရမှာတော့မသိဘူး Resmel Whiteland နဲ့ကလာမယ့်ရာသီမှာကျွန်တော်ဘလူမန်ရှိဆက်လို့မရဘူး Resmel Whiteland တိုက်စစ်ဦးတည်ထားပြီးတော့လာမယ့်ရာသီဆက်ကန်ရင်ကျွန်တော်မကန်တာပဲကောင်းတယ်မဟုတ်ရင်အစင်းစကြောက်ဆက်ခွန်မှာပဲကျွန်တော်ရာသီသိမ်းမှာပဲအစင်းစကြောက်ဆက်ခွန်မှာပဲကျွန်တော်ရာသီသိမ်းမှာဘလူမန်အစင်ပြေးမနေဘူးเนาะဘလူမန်အစင်ပြေးမနေဘူး ဒါပြင်ကျွန်တော်နောက်တစ်ခုကဗျာဘာဘာဘာကြောင်နေပေါ့နော်ဘာဘာလို့ဘာလို့ဘာလို့တအုံအုံဂိုးတွေလူပါတယ်ငါတို့တွေရှုံးနေပါတယ်ဆိုတဲ့အချိန်မှာဘာလို့ရသည်မအလုံးနိုင်အောင်မလောင်းဘော်တွေချလိုက်ပြန်ရေဟိုဘက်တလုံးချလိုက်ပြန်ပြီကွာဒီဘက်တလုံး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 နေရတယ်နော်ဖာနန်ဒက်စ်ကိုအဓိက deep zone မှာထားရဆိုတာလေအဲ့ဒါကြောင့်ထားတာလောင်းဘော်တွေပေးဖို့ပြညာဗျဝက်ဆမ်ဆိုတာကအမြင်ပေါ်အားကောင်းနေတဲ့အသင်းနော်ဝက်ဆမ်ဆိုတာအမြင်ပေါ်အားကောင်းနေတဲ့အသင်းဒါအပြင်ကိုရီအသင်းမှာအမြင်ပေါ်ကောင်းတာဘာလို့ရှိလဲ တိုက်စစ်ပိုင်းမှာကျွန်တော်ဟိုအမြင်ဘောတွေပါနေပြီးရင်ဘဲကောင်ဘလောက်ကောင်းကောင်းတိုက်နိုင်တယ်ဘဲကောင်အမြင်ဘောကောင်းကောင်းလုနိုင်တယ်အတင်းမှာတိုက်စစ်မှုပါဆိုတဲ့ Resmel Highland တောင်မှအမြင်ဘောကိုခေါင်းတိုက်တဲ့ကောင်မဟုတ်ဘူးအဲ့ဒါကလည်းကျွန်တော်ကြည့်နော်အာကျွန်တော်ပြောတာခေါင်းကြီးတယောက်တည်းနဲ့အာကူပြီးတော့ကျွန်တော်ကအကုန်လုံးကိုလုတာဗျာတိလားခေါင်းကြီးရှိတာပဲငါတို့ဒီနော်လောင်ဘောပေးကြဟေးဆိုတဲ့ပုံစံမျိုးကျွန်တော်သွားတာအဓိကဘလို့မှအစဉ်ပြေမနေဘူးဗျာနော်ဘလို့မှမဖြစ်သင့်နေဘူးနော်ဘလို့မှဖြစ်သင့်မနေဘူးဘာကြောင့်လဲဆိုတော့ ခေါင်းကြီးအနေနဲ့ခေါင်းကြီးတယောက်တည်းကိုဥဥတည်ပြီးတော့ကျွန်တော်ပြောဟွာဖြစ်လို့မရဘူးနော်ခေါင်းဦးခေါင်းတွေက၄ယောက်၅ယောက်လောက်ကျွန်တော်တိုက်မဲ့ခေါင်းတွေရှိတယ်လေကိုယ့်ဘက်မှာခေါင်းကြီးတယောက်ပဲရှိတာဟာရှေ့ပွဲတွေမှာလှုပ်ဖြစ်ခဲ့တာပဲမင်းတို့အချိန်တိုင်းဘယ်သူမှအလုပ်ဖြစ်မဲ့လို့အာမခံခြင်းမရှိဘူးဒါကြောင့်မတော့အာငါတို့ကတော့ဟေးနော်ကိုကိုဝင်ကိုဝင်ဖို့လိုပြီးကိုရဖို့လိုပြီးအိုကေလိုပြီးဆိုတဲ့အချိန်မှာမပါလို့လဲဆိုတော့ခေါင်းကြီးကိုပို့ဟေးခေါင်းကြီးကိုရှုပ်ပြီးဖြစ်တဲ့မော်ဒီပေးကြကွာချကုန်ကြပြီး အဲဒီစင်လဲပေးတယ်ဘရူနိုလဲပေးတယ်ဟယ်ရီအာမတ်စ်လဲပေးတယ်ဒိုဂူလဲပေးတယ်အာမတ်ဒီယာလိုလဲပေးတယ်အကုံပေးတာကာနာချိုလဲပေးတယ်ခေါင်းထဲမှာကောင်မရှိဘူးဘလူသွားပြီးတော့မြင်ဂူးဂူးရမယ်ကွာဒီခုနပြအချိန်တရာမှာတစ်ခါပေါ့ဟုတ်တယ်မလားနော်ကျွန်တော်အချိန်တရာမှာတစ်ခါပေါ့အမြဲတမ်းကြီးခေါင်းတိုက်ပေါ်ဒီကအလုတ်ဖြစ်လိမ့်မယ်လို့ညွှန်လင်းလို့မှမရတာဦးပြိုင်ဘက်ကခေါင်းပေါ်အားနေတဲ့ကစားမဆိုထောင်းတော့ပြိုင်ဘက်ကခေါင်းပေါ်အားမနေဘဲအခုဝက်ဆန်တို့ဘာလို့ဆိုလို့ချင်းအမြင်ဘောတော်တော်အားကောင်းနေတယ်မှာပါတယ်အဲ့လိုဒီနေအခုတွေ့ဘာမှလုံးမဖြစ်ဘူး နော်ဂူသမားပုတ်တာတွေလည်းရှိတော့ရှိနေတယ်ဒါပေမဲ့တော့အလုံးမဖြစ်ဘူးနော်ဆိုတော့အာမိုရီနီနဲ့လည်းဓာကြီးကအချင်းကြီးမကောင်းဘူးနော်ငါတို့ဂိုးလိုတယ်ဆိုတဲ့အချိန်ကျမှအမြင်မောတွေချဟေးဆိုတဲ့ဟိုပလန်တစ်ခုကဘလို့မှအဆင်မပြေဘူးအဓိကသူများသိနေဆိုလို့ရှင်ဗျအစွန်တွေကိုရောက်တယ် ground ball တွေနော်ကျွန်တော်ချိုးပေးလိုက်တယ်ဟောပိတ်တယ်သူများတွေပေါက်ဆဲကနေအဲ့လိုသူကမှအခုဝက်ဆန်ကိုဝက်ဆန်ကိုဒီကိုလှုပ်သွားတာနှစ်ချိန်စလုံးအဲ့လိုလှုပ်သွားတာနှစ်ချိန်စလုံးအဲ့လိုလှုပ်သွားတာကိုဒီမှာနော်မင်းအမြင်မောပေးပေးဆိုတာကလို့ရင်ကျန်တာဘာမှမတက်နိုင်ဘူးဘယ်လိုလုပ်ပြီးတော့မင်းအချိန်အချိန်ကြီးကောင်းမလဲ ဟုတ်လားမလားဆိုတော့အမ်မိုရင်းနေနဲ့အဆင်မပြေဘူးဒီနေပွဲမှာတူတူပြိုင်ဘက်ရဲ့အချင်းကြီးကိုပေါ့နော်ကောင်းကောင်းသိရတဲ့အတန်းနဲ့သူ့ရဲ့ချင်းခဲ့တဲ့ပုံစံကဘလို့မှအဆင်မပြေခဲ့ဘူးနောက်တစ်ခုကျွန်တော်ရှိတာကလူလူလူထုတ်တယ်ကျွန်တော်ဘလို့မှနားမလည်နိုင်ဘူးဗျာလူထုတ်တယ်တကယ်ပဲဘလို့မှနားမလည်နိုင်ဘူးခုမှတော့အရေးကြီးတဲ့ပွဲကြီးရှိနေတာကိုအခုလက်ရှိစပါးဆိုလို့ရှိရင်ဗျာခရစ်စတယ်ဘဲလင်းစ်ကိုဒူးစင်းနဲ့ရှုံးသွားတယ်ဒီကောင်ကြီးလူစင်းကိုသွားကြည့်လိုက်လူစင်းကိုသွားကြည့်လိုက်မင်းနော်အရေးကြီးပါတယ်ဆိုတော့ခန်းစင်ကစားမိုက်တယောက်မှမပါဘူးမပါဘူးအရေးကြီးတဲ့ကောင်ကြီးနော် မပါဘူး ချို့ကောင်တွေမင်းကွင်းလယ်မှာဆိုနားပီးခဲ့တဲ့ကောင်တွေမနေဘူးနော်သူတို့အဲ့ဒါကြောင့်ရှုံးနေပြဿနာမြည်သူတို့ဒါလူစင်းကသူတို့ဒီဘွဲကိုငါတို့နိုင်အောင်ချမယ်ဆိုတဲ့လူစင်းမျိုးနဲ့ကျွန်တော်လာခဲ့တာမှကျွန်တော်မဟုတ်တာနော်အဲ့လိုမျိုးလာခဲ့တာမှကျွန်တော်မဟုတ်တာနော်အခုလက်ရှိကိုတင်းကိုတင်းကျတော့ကျွန်တော်သွားကြည့်လိုက်ဖာနန်ဒက်စ်လည်းပါတယ်နော်ဖာနန်ဒက်စ်လည်းပါတယ်နော်လန်နီယူရူလည်းပါတယ်လူရှောလည်းပါတယ်နော်အာမက်ဒီယာလိုလည်းပါတယ်မိန်နူလည်းပါတယ်ဝှိုက်လန်လည်းပါတယ်အကုန်ပါတယ်ဗျဒါလည်းမနိုင်ဘူး ဒါလည်းမနိုင်ဘူးဘလူဘလူသွားဘလူသွားပါဖြစ်မအောင်ဘလူသွားပါဖြစ်မအောင်ကဲနော်ဒီလူစင်းနဲ့တောင်ကျွန်တော်မနိုင်ဘူးမလူအပ်တဲ့ပွဲမှာဒီလူလူစင်းကြီးထုတ်လာတခါတည်းဟို၃၄ယောက်ပါတာပြဿနာမရှိဘူးဗျာဟာလူငယ်၄ယောက်လောက်ထည့်ပြီးတော့တည်တယ်မလားကစားသမ်းမှာသူ့ဟာနေသူမင်းအစဉ်ပြေပြေမှာပေါ့မဟုတ်လေဒီယာဒီကတိုင်ပက်နေပြီးသားဟိုအခုတော့ဘာဖြစ်လဲတူးစီနဲ့လည်းကျွန်တော်ရှုံးသေးတယ်ယူရိုလည်းအင်ယူရီကြောင့်ကျွန်တော်လက်လွတ်လိုက်ရသေးတယ်ယူရိုရဲ့ပုံစံကိုကြည့်နော်ယူရိုအင်ယူရီဖြစ်သွားတဲ့အခါမှာသူ့ရဲ့ reaction ကိုကျွန်တော်ကြည့်ဘာမြင်ရလဲ သူတီတီပြီးတီပြီးသားဗျာသွားပြီ final ကိုလွဲနိုင်ခြင်းရှိတယ်ဆိုတာ Amorin ရဲ့ reaction နဲ့ကျွန်တော်ကောင်းကောင်းတွေ့နိုင်တယ်နော်ဟိုမျက်နှာအမူအရာတွေပါတယ်ဆိုလို့ရှိရင် okay ဒါဟိုဟာဖြစ်နိုင်တယ်ဆိုတာဟုတ်တယ်မလားနော် final လွဲနိုင်ခြင်းရှိတယ်ဆိုတာမသိရမလားဆိုတော့ဒါ Amorin ရဲ့အမားပဲ Lindy Lot လို့ကောင်းမျိုးဗျာကျွန်တော်ပြောချင်တာကနော် Lindy Lot လို့ကစားအမားမျိုးကျွန်တော်ဟိုဘယ်လိုပြောမလဲထဲ့လာဗျာထဲ့လာပြီးတော့ကျွန်တော်အနေနဲ့ဟိုဘာဖြစ်ဘာဘာပြည့်တနာဖြစ်ဘာဘာမှစိတ်ပူစရာမရှိဘူး ယူရိုတို့ဘာတို့ကအင်မတန်ရေးကြည့်နေတဲ့ဒီလစ်တို့မပါနိုင်သေးပါဘူးဆိုတဲ့အချိန်ခေါင်းကြီးတို့လောက်ပဲတော့အားကိုးနေရတဲ့ခေါင်းကြီးနဲ့မင်းပဲအားကိုးနေရပါတယ်ဆိုတဲ့အချိန်မှာဒီခေါင်းကြီးကိုကောက်ထည့်ပလိုက်တယ်။နော်အခုအခုကျတော့ကျတော့အင်ဂျီကြုံသွားပြီဘာမှလုပ်လို့မရတော့ဘူး။ဖိုင်နယ်အဲလွဲသလောက်ဖြစ်ဖို့များတယ်ဒါအမိုရင်တောင်းယူရမယ့်ရတာအမိုရင်ရဲ့ຢာတွေဘာကြောင့်လဲပေါ့နော်ဘာကြောင့်သူ့အနေနဲ့ဒါမျိုးဟာဖြစ်ရတယ်။သူကိုယ်တိုင်သိတယ်ဗျာနော်ဟိုသတင်းစာရှင်းလင်းပွဲတွေမှာလည်းသူပြောတာပဲကျွန်တော်တို့အနေနဲ့အင်ဂျီတွေဘယ်လိုပဲပါဆိုပြီးတော့ နော်ရင်းနေတဲ့ကစားမအောင်မရင်းဘူးပညာအလူအများကြီးမှမရှိတာထဲ့မှာပေါ့ပြောပြန်လီဒီလော့ရှိတယ်ဘာလို့မသုံးလဲကျွန်တော်ပြောချင်တာရှင်းရှင်းလေးရယ်လီဒီလော့ဗျာနော်ဒုတိယပိုင်းကျမှယူရူရိုထက်ပြဿနာမရှိသေးဘူးအခုကကမဟုတ်ဘူးအင်ဂျူရီရမှလဲလဲရတယ်လို့ကျွန်တော်ဖြစ်သွားတာဘလို့မှအဆင်မပြေဘူးဘလို့မှကျွန်တော်အဆင်မပြေဘူးနော်တရောက်ဟိုဘယ်လိုပြောမလဲအတင်းတွက်တော်တော်နင့်နာသေးတာဒီပွဲကဒူးစီးနဲ့ရှုံးတဲ့အပြင်ကိုပဲကစားမတယောက်ပါဒဏ်ရာရသွားလို့ကိုပူဆူးတာနော်ကစားမတယောက်ပါဒဏ်ရာရသွားလို့ကိုပူဆူးတာ ော်တော်ပါနော်ဘလူးမန်ကိုမဖြစ်သင့်ဘူးပေါ့နော်အသင်းတွက်ကတော်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 နှစ်မျိုးဘူးကောင်းနေနော်ပြီးလို့ရှင်ကစားမားတွေရဲ့ကစားပုံတွေကလည်းတော်တော်စိတ်ပြက်စရာဗျာတော်တော်စိတ်ပြက်စရာကျွန်တော်တို့ဘလူးသွားပြီးတော့ဘသူ့ကိုမီခိုရမလဲကျွန်တော်ပြောနေတာဒီတိုက်စစ်နဲ့ကျွန်တော်တို့ဘလူးကစားမှာလေဗျာဒီမှာကြည့်ကြည့်နော်တိုက်စစ်ကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်ထားပါတော့ဘိုးဘောက်ကွန်တူအချိန်20ရတယ်ဘာလို့အချိန်20ရတယ်ဘာလို့အချိန်20ရတယ်အားလေးမိရတဲ့မြအလုံးနိုင်မင်းအေရီယာထက်ကနေမင်းတကုံကန်းနေကြတာ တီကြလဲကန်တယ်မတီကြလဲကန်တယ်เนาะမတီမတီကြတတီကြလဲကန်တာပဲအလုံးနိုင်ရသည်မအလုံးနိုင်ကိုကန်နေတာကွာအီဒီယာထိတ်ကနေပြီးတော့အခွန်ရေးကိုပိုင်ပိုင်နဲ့နဲ့ဖန်တီးဖို့လုံမယ်လို့လဲမဟုတ်ဘူးဗျာเนาะဖြတ်တင်ဘော်ဒီပြီးတော့လဲခေါင်းထဲမှာခေါင်းမရှိเนาะခေါင်းတိုင်နေတဲ့ခေါင်းတယောက်ပဲရှိတယ်အော်ဖြတ်တင်ဘော်ဒီပြီးသူများအမြင်ဘောအားတာတယ်တင်းအော်အလုံးမဖြစ် ground ကနေလာလာဆိုတော့လဲ ground ကနေကြတော့လဲမစော့ဘူးဘယ်သူမှဟိုက် ground ကနေမလာဘူးဝက်ဆန်းကရသွားတဲ့နှလုံးစလုံးနှလုံးစလုံး ground မှာ ိုရီပင်တလုံးမှန်ကောင်းမှာမလားအဲ့ကြောင့်ဂိုးပေါက်ချိန်20ကန်နေဆိုတာမင်းအလကားမဟုတ်ဘူးเนาะမင်းအရန်ကြီးကောင်းနေလို့မြန်ထင်းမနေနဲ့เนาะရတဲ့မြအလုံးတိုင်းကိုအီဒီယာထိတ်ကနေအတကုံကန်းနေကြတာစဉ်းစားကြည့်ဗျာအချိန်20ကန်တာ9ချိန်ပဲဂိုးပေါက်တည့်တယ်9ချိန်ပဲဂိုးပေါက်တည့်တကုံးမှမရဘူးဝက်ဆန်း9ချိန်ပဲကန်တယ်4ချိန်ဂိုးပေါက်တည့်တယ်2ဂိုးရတယ်ဒါဒါသူကောင်းကောင်းမြင်နိုင်ပြီဒါသူကောင်းကောင်းမြင်နိုင်ပြီเนาะဘာလို့လဲဆိုတော့ကိုရီတိုက်စစ်ကရန်တန်လုံနေကြတာဘာအစီအစဉ်ဘာပလန်မှမရှိဘူးเนาะ ဒီလိုမျိုးနဲ့ယူရိုပါလိမ့်မှာတကယ်ပြောတာအန်အောတော်တော်အန်အောပါတယ်ဘလို့မျိုးကိုတိုက်စစ်ဂူနီဂူနီရနေတယ်လို့ဒီလားယူရိုပါလိမ့်မှာလေဒီလားတော့တော်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 ဆူဆူပဲတော့ဟိုဓာကြီးကရှက်စရာကြီးဖြစ်လာပြီဒီလားပရီးမီးယားလိမ့်မှာမင်းယူရိုပါလိမ့်မှာဘလောက်ပဲဘလူးပဲကိုတက်နေပါတယ်ပဲပြပြောဒီမှာဒီလောက်ကြီးကျတော့လွန်လွန်အားကြီးလာအဲ့လောက်ကြီးညံ့နိုင်ကြတော့နော်အဲ့လောက်ကြီးညံ့နိုင်ရတော်တော်ကြီးကိုလွန်လွန်အားကြီးလာပြီဟိုလက်ခံနိုင်စရာမရှိဘူးပေါ့နော်လက်ခံနိုင်စရာမရှိဘူးဗျာနော်ဟိုဟိုဂူကျတော့ရနိုင်တဲ့အခွင့်အရေးကရှိပါတယ် နော်ဟိုထားပါတော့အနည်းဆုံးသိရကြနိုင်မှသွား Resma Highland တယောက်တည်းကိုပဲဗျာကျွန်တော်သွားတော့နည်းဒီ2ဂိုးရနိုင်တဲ့အခွင့်အရေးတွေကျွန်တော်ရှိရဒီကောင်ဂိုးမသွင်းနိုင်ခဲ့ဘူးတိုက်စစ်မှုတယောက်ဖြစ်နေပြီးတော့ United မှာဒီမှာအားကူးလို့မရဘူးသူဘာလို့မလဲနော်ကျွန်တော်လက်ရှိ Manchester United ရဲ့ဘက်ကဘယ်လိုပြောမလဲဒီယာဒီနော်ဒီယာဒီပရီးမီးယားလိမှာ18ပွဲကျွန်တော်ရှုံးပွဲကြုံသွားပြီ18ပွဲနော်18ပွဲရှုံးပွဲကြုံသွားပြီဒါဟာကျွန်တော်တို့နေနှစ်ပေါင်း52နှစ်အတိုးအတွင်းမှာပထမဆုံးဖြစ်တဲ့ အဆူဝါးဆုံးရာသီပဲ52နှစ်တဲ့ငါတို့ကိုရီးကိုနှစ်ခါပြန်မွေးလို့ရတယ်နော်နှစ်ခါသုံးခါပြန်မွေးလို့ရတယ်ဗျာဒီလား52နှစ်ဆိုရင်အဲ့ဒါမဲအခုပထမဆုံးဖြစ်တာပဲ52နှစ်အတော်တွင်မှာမင်းပရီးမီးယားလိမှာ18ပွဲကျုံနေဒါတော့2ပွဲကျန်သေးတယ်နော်လောလောဆယ်ကျွန်တော်တို့အမှတ်39မှတ်ပဲရှိတယ်ရှေ့မှာကန်မှာ Chelsea နဲ့ကန်မယ် Aston Villa နဲ့ကန်မယ်ဟွန်းမင်းအမှတ်40ပြည့်အောင်ရပါမလားအမှတ်40အောင်ပြည့်ပါမလားနော်အဲ့လောက်ထိကျွန်တော်တို့တော်တော်တိုင်ပတ်တာနော်ဆိုတော့ဟိုဒါကြောင့်ဝက်ဆန်းကိုပေါ့နော်ကျွန်တော်တို့ဒါရှုံးနေခဲ့တဲ့ပွဲက ီယာဒီမှာအိမ်ကွင်း၉ဘွဲမြောက်ရှုံးပွဲလည်းဖြစ်တယ်အိမ်ကွင်း၉ဘွဲမြောက်ရှုံးပွဲတရာဒီတော်တွင်အိမ်ကွင်း၉ဘွဲရှုံးနေဆိုတာ1962 63ခုနှစ်ကစပြီးတော့အခုချိန်မှာပထမဆုံးပဲမလေးတင်းနေတာဆန်ကျင်နေဆန်ကျင်နေတင်းနေတာဟေးတင်းနေတာဆန်ကျင်နေစူးစူးဝါးဝါးပဲစူးစူးဝါးဝါးဆန်ကျင်နေတင်းနေတာနော်ပရီးမီးယားလိမှာကျွန်တော်36ဘွဲကစားပြီးသွားပြီ36ဘွဲပရီးမီးယားလိကစားပြီးသွားပြီ52ခုပဲကျွန်တော်တွင်းထားသေးတယ်ဒါဟာတပွဲကို1.169ပဲရှိတယ်နော်ယူရိုပါလိမှာကျွန်တော်14 14ဘွဲပဲကန်တယ် 35ခုရတယ်။ယူရိုပါလိမှာ14ခုပဲကန်တဲ့35ခုရတယ်။တပွဲကို2.5ခုရှိတယ်။ဟာနားမနေတော့ဘူးသိလားနော်။နားမနေတော့ဘူးကိုရီ။တတတော်ပါဗျအာယုံမှာပဲဒီတင်းရသိလားနော်။ကစားမားတွေတို့ဒီနော်ဘာဘာလို့လဲဘာလို့အဲ့လောက်ညံ့ညာတာလဲပေါ့နော်။ပရီးမီးယားလေးဆိုလို့ရှင်အော်လို့ညံ့ညာဒီကောင်းအဲ့ကြောင့်ကျွန်တော်ပြောလို့ပဲ။ Okay ပရိသတ်တွေလည်းတည်ပြီးသားပဲကွာသိတယ်မလားနော်။ပရိသတ်တွေလည်းငါတို့ဟိုယူရိုပါလိဘောလူပဲကိုရောက်နေပြီဆိုတာတည်ပြီးသားပဲ။ဟုတ်တယ်မလားနော်။ ငါတို့ပရီးမီးယားလေးမှာရှုံးနေဘာမှမဖြစ်ပါဘူးပရိသတ်တွေလည်းသဘောပေါက်တာပဲเนาะငါတို့ AC ကန်ကြမေဟိငါတို့လုံးဝ serious မဖြစ်ပြီးရောဘာမှ AC ပဲအဲ့လိုအဲ့လိုဒီကောင်တွေတွေးနေတဲ့အနေထားမှာရှိတယ်ကိုအဆင့်ကိုပြန်ကြည့်กว่าသိလားเนาะကိုအဆင့်ကိုပြန်ကြည့်မင်းတန်းမြန်း၅သင်းဆင်းရကိုဒီပါသွားမှာ၃သင်းဆင်းရလို့ရเนาะတန်း၅သင်းလောက်ဆင်းရကိုဒီပါသွားမှာဖြင်းရလေအဲ့လောက်ထိစူးတာအဲ့လောက်ထိစူးတာเนาะဒါကြောင့်ဒီဘွဲကကစားမားတွေပါရင် injury ပြဿနာကြုံနေဆိုတော့ဘယ်သူမှတော့ကွာ injury ရပြီမှန်သိလို့တော့တမင်းကြီးတော့ကျွန်တော်တို့တော့မလုပ်ဘူးပေါ့ဗျာမထည့်ဘူးပေါ့ဗျာ ို့တော်လည်းပဲအမ်မူဒီနီနဲ့ press conference မှာဟိုလူအနာပြီမဲ့ဒီလူကိုဒီလူအနာပြီမဲ့တွေပြောပြီးတော့သူကိုယ်တိုင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဟိုထည့်လာတဲ့လူစင်းကြတော့လေလူစင်းတောင်တောင်ဒီနီကြီးနဲ့နိုင်ပွဲလဲကျွန်တော်မရခဲ့ဘူးဆိုတော့ကကျွန်တော်တော်တော်နှမျောဖို့တော့ကျွန်တော်ကောင်းတာပေါ့လေနော်တော်တော်နှမျောဖို့တော့ကျွန်တော်ကောင်းတာပေါ့ဆိုတော့နော်ညီကလို့နေနေရောညီကလို့နေနေရောဘလို့ဘလို့မြင်ရလဲနော်တော်တော်စိတ်ပြည့်စရာပါနော်ခဏနေလို့ရှိရင်ကျွန်တော် fantasy sketch နဲ့ကျွန်တော်ရှိပါတယ် ဆိုတော့ဒီမှာဟိုလာလေးဟိုတခြားပွဲကောင်းတွေလည်းရှိနေတယ်ဆိုတော့ညီကလေးတို့ကကြီးကြမယ်ဒီလိုကျွန်တော်ဒါဒီလောက်နဲ့ကျွန်တော်သိနေတော့ဗျာကျွန်တော်ကြီးပါပြီးတဲ့ညီကအများလုံးကိုကျူးမြားဒီမှာလေးဆက်သမားကြီး